မင်္ဂလာပါရှင်။ Dove Wash ရဲ့တပတ်အတွင်းတင်းသားရဲ့တင်အစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့ရွှန်ပါ။အခုတပတ်မှာတော့ April 23ရက်နေ့ကနေ April 30ရက်နေ့အတွင်းဖြစ်ပွားခဲ့တဲ့တင်းသားရဲ့တိုင်းအတွင်းသတင်းတွေကိုတင်ဆက်ပေးသွားဖို့ရှိပါတယ်။တင်ဆက်ပေးမယ့်သတင်းတွေကတော့ထိခြားစခန်းသိမ်းတိုက်ပွဲအပြီး Dove အရှိတောမှာတိုက်ပွဲပြင်းထန်လာတဲ့အကြောင်း တိုက်ပွဲတွေကြောင့်ပြည်ထောင်စုကားလမ်းပိတ်နေလို့ရေချောင်းကိုအပြုတ်သုံးလာရတဲ့အခြေအနေနဲ့မွန်ကရင်တဝဲတရင်6ခုစည်ရေးမဟာမိတ်ဖွဲ့တည်င်းအပါအဝင်တပတ်အတွင်းတည်င်းတွေကိုတင်ဆက်ပေးသွားမှာပါဒါအပြင်ဒဝဲလေရီကွင်းကိုတုံးပြီးစစ်ကောင်စီကလေချောင်းတက်ခိုက်မှုတွေအလွန်ကြုံလောက်ဆောင်လာတဲ့အကြောင်းအထူးသတင်းပေးပို့ချက်ကိုလည်းရှုစားရမှာဖြစ်ပါရဲ့ရှင်။ ပထမဆုံးအနေနဲ့စစ်ကောင်စီတပ်ဖြူဟောင်မှုအပါအဝင်စစ်ကောင်စီတပ်သားအများအပြားတိုက်ဆုံးခဲ့တဲ့ထိထဖြူဟာစခန်းသိမ်းတိုက်ပွဲအပြီးတဝယ်အရှိတုံးမှာတိုက်ပွဲတွေတောက်လျှောက်ပြင်းထန်နေပါဗါထိုင်းမြန်မာထီခီနယ်စပ်နာကထီထပ်ဖြူဟာကုန်းစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီရဲ့ကံယူတန်းတိုင်းစစ်ဌာနချုပ်အမတ်တစ်စစ်ဖြူဟာရဲ့စစ်ဖြူဟာမှုအပါအဝင်တပ်သား100လောက်တိုက်ဆုံပြီးလက်နက်ခဲယမ်းမျိုးစုံသိမ်းဆည်းရရှိခဲ့ပါတယ်။တည်င်းအပြည့်စုံကိုတော့ dowelwashwine.data အူကပြောပြပေးသွားမှာပါရှင်။ က်ကောက်စီတက်ဗျူဟာမူအပါဝင်စက်ကောက်စီတက်သားအများပြားတိတ်ဆုံးခဲ့တဲ့ထီတာဗျူဟာခန်းသိမ့်တိုက်ပွဲပြီးဒိုဝဲရှိတော်မှာတိုက်ပွဲတွေတောက်လျှောက်ပြင်းထန်နေပါတယ်။ထိုင်းမြို့မှာတီခိနက်ဇက်စကန်နာကထီတာဗျူဟာဂုတ်စခန်းသိမ့်တိုက်ပွဲမှာစက်ကောက်စီရဲ့ကဲရိုဒက်စစ်ဌာနချုပ်အမက်တစ်စစ်ဗျူဟာရဲ့ဗျူဟာမူအပါအဝင်တက်သား100ကျော်လောက်တိတ်ဆုံးပြီးလက်နက်ခဲယံမျိုးစုံတိတ်စီရရှိခဲ့ပါတယ်။ ခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောက်စီကလေကြောင်းကနေဘုံအလုံးရရချီတုံးပြီးခုခံခဲ့တယ်လို့စခန်းသိမ်းပြီးတဲ့နောက်ရက်တွေမှာလည်းလေကြောင်းကဘုံကျဲတော်တွေတောက်လျှောက်လှုံ့ဆော်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ Tiki scan, body scan, ငရက်နေ scan စတဲ့ထိုင်းမြန်မာနယ်စပ် Tiki Queen C scan တွေကိုရဟယူတွေနဲ့စစ်ကူတွေပို့ဆောင်ခဲ့ပါတယ်။ အေဗီလာ21ရက်နေ့မှာလေထိထဗျူဟာစကန်နာကထိခိရွာကိုပုံကျက်တက်ခိုက်ရမှာစကောစီဟဲ့ရီကထိုင်းမြမနဲ့ဆက်ကချနာပူလီလေးပိုင်နစ်ကိုဖျက်ပြီးမြမဘက်ချန်းစီထိခိဒေတာကိုပုံကျက်တက်ခိုက်ခဲ့ပါတယ်။နဲ့ဆက်အနီဝတ်တင်ကိုပုံမကျဲဖို့ထိုင်းဆက်တက်ကမြမစကောစီကိုတတိပေးအကြောင်းကြားထားပေမဲ့စကောစီကထိုင်းလေးပိုင်နစ်ကိုကြော်ပြီးလေးချောင်းကပုံကျက်တက်ခိုက်ခဲ့တာပါ။ ထိုင်ဘက်ကလည်းလေပိုင်းနဲ့ကျူးကျော်ဝေရောက်တာကိုကောက်ွယ်ဖို့လေရပြက်လက်နက်တွေဆွေပြောင်းခဲ့တယ်လို့ကချနာဘူးရဲ့ခြေဆိုင်ထိုင်းချင်းမြန်တပ်ရဲအမတ်ကိုအပဝင်ချင်းမြန်တပ်ရင်းတွေစုပေါင်းပြီးစစ်ရေးလက်ကျင့်မှုပါလှုပ်ဆောင်ခဲ့ပါတယ်။အေဗီလာ23ရက်နေ့မနက်ပိုင်းမှာတော့ဒိုဝဲရှိတော်ဒေတာကိုစက်ကောက်စီတပ်ကတိုက်လေရင်နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်လို့တော်သုံးလုံးရွာသားတအူတိတ်ဆုံးသွားပါတယ်။ အဲ့ဒီဒေတာမှာစစ်ကောက်စီတပ်နဲ့ကအမျိုးသားလွတ်မြောက်ရေးတပ် PDF ပူပေါင်းတပ်တွေနဲ့စစ်ကောက်စီတပ်တို့ကြားစစ်ရေးတင်းမာနေလို့ကြောက်မဲတောင်နဲ့တောက်တုံးလုံးရွာကဒေတာခံတွေဘေးလို့ရတိတ်ဆောင်ကြရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့မြိတ်တဝဲပြည်တော်စုလမ်းပေါ်မှာတိုက်ပွဲပြင်းထန်နေတဲ့အတွက်ဒေသခံတွေနဲ့ခရီးသွားတွေရေချောင်းကိုအဓိကထအသုံးပြုလာရပါတယ်။သတင်းအပြည့်အစုံကိုတော့တဝဲဝက်ဝိုင်းဒေါ်တာတို့ကပြောပြပေးသွားမှာပါရှင်။ ဗိတ်တော်ရဲ့ပြည်ထောင်စုလမ်းပေါ်မှာတိုက်ပွဲပြင်းထန်နေတဲ့အတွက်ဒေသခံတွေနဲ့ခီးသွားတွေရေချောင်းကိုအဓိကထတော်ပြူလာရပါတယ်။ဗိတ်တော်ရဲ့လမ်းပိုင်းမှာဧပြီလ16ရက်နေ့ကစပြီးစစ်ကောင်စီတပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကြားနေ့စဉ်နေ့ပါတိုက်ပွဲဖြစ်နေပြီးစစ်ကောင်စီကလည်းရေချောင်းကနေပူးကျဲတက်ခိုက်နေပါတယ်။ ဒါကြောင့်လေဇီလန်အတိုးပြူသွားလာသူများနေတာပါဧပြီလ20ရက်နေ့ကစပြီးဘိတ်တဝဲခီးစဉ်တွဲဒုတ်ကိုကြတိုးသိမ့်နှုံနဲ့အများကြီးပြေးဆွဲနေပါတယ်ဒီလိုပြေးဆွဲနေရကဧပြီလ25ရက်နေ့မှာတော့အများကြီးခါကိုကြံ့9000ဆွတ်ချလိုက်တဲ့အကြောင်းခီးတော်ဝင်ဆောင်မှုလိုကိုင်းနေတဲ့အမျိုးသမီးတူကအခုလိုပြောပါတယ်ဒီဘက်ကတော့ဟိုနဲ့သိခွဲပါစေဟုတ်တရားကိုလေးဘိတ်ကနေတော့ဟုတ် လို့တို့လည်းဒီလိုပဲစားတာပေါ့နော်အဲ့ဒါမျိုးအကောလို့စစ်တရားလို့ကိုတို့အဲ့ဒါသိခွဲပြန်ပေးရအများရင်ခါခါကားကားတဲ့စေးဆဲစားလောက်မြင်နေတဲ့တွေခီးတွားတွေကြာဝေဖန်မှုတွေရှိခဲ့ပြီးနောက်အခုလိုဈေးလျှော့လိုက်တာပါဒီလိုမေးအနေနဲ့တက်ထပ်ပေးလိုက်ခီးတယ်မရှိတော့ဘူးဒီနေ့တက်တော့ထပ်ပေးလိုက်တယ်အမြန်ရင်နဲ့ပါလင်းရင်နဲ့က3ရုပ်ထပ်ပေးလိုက်တယ်အမြန်ရင်နဲ့3ရုပ်ကဒီမနေ့ပဲသွားတယ်လင်းရင်နဲ့3ရုပ်ကတော့၄၅ရက်လောက်ခရက်ကသွားတယ် ပထမနေ့တွေ့တုန်းကတော့အမှန်ရင်စိတ်မှာလူတွေတိုးကြက်နေတာအမှန်ရင်ကနေပြီးတော့လူတွေကများနေတာကာလာပိတ်တဲ့ရေကြလာတာကြောင့်ရေချောင်းနဲ့လေချောင်းကနေခေးသွားလာသူများနေတဲ့အတွေ့ဘိတ်တွေလျင်လက်မှတ်တွေဧပြီလ26ရက်နေ့ထိကုန်နေပြီလို့ဆိုပါတယ်ဘိတ်တွေခေးစဉ်အတွက်လျင်လက်မှတ်ပေါက်စီဟာလေးသိစစ်ပေါင်းကျော်ရှိနေပါတယ်တပတ်အတွင်းသတင်းတိုးတွေကိုတင်ဆက်ပေးပါမယ်ရှင် မုန်ကရင်တဝဲစည်ရေးမဟာမိတ်အဖြစ်အဲ့ဒီဒေသမှာစည်ရေးလှုပ်ရှားနေတဲ့တရင်တပ်ဖွဲ့6ခုပူးပေါင်းဖို့သဘောတူခဲ့တယ်လို့စည်ရေးမဟာမိတ်ဖွဲ့ရမှာပါဝင်တဲ့ကံပေါက်ဒေသပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ကဧပြီလ22ရက်နေ့မှာထုတ်ပြန်ထားပါဗျ။ဒေါနာစစ်ကြောင်း၃ KNU တမဟာ6ရက်တရင်29မွန်ပြည်သက်ပါတီ AD မွန်ပြည်တော်လှန်ရေးတပ် MSRF ABSDF တရင်တဲ့ဒေါ်ဝအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL တို့စစ်ရေးမဟာမိတ်အဖြစ်ပူးပေါင်းခဲ့ကြတာပါ မဟာနှစန်းတရက်ဖြစ်တဲ့ဧပြီလ18ရက်နေ့မှာအဲ့ဒီတက်ရင်တက်ဖွဲ6ခုကတာဝန်ရှိသူတွေမြေပြင်မှာတွဲဆုံဆွေးနွေးပြီးသဘောတူခဲ့ကြတာလို့ဆိုပါတယ်။နောက်ထပ်တက်ဖွဲ့တွေပူးပေါင်းနိုင်ရေးအတွက်လည်းဆောင်ရွက်နေတယ်လို့သိရပါတယ်။မွန်နဲ့တနင်္သာရီတော်လှန်ရေးအင်အားစုတွေအနေနဲ့မွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းမှာ2023ခုနှစ်ကတည်းကပူးပေါင်းဆက်ဆံရေးတွေကိုဆောင်ရွက်နေကြတာပါရှင်။ ရေဖြူမြို့နယ်အတွင်းစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေကြားစစ်ရေးတင်းမာနေတဲ့မင်းသားကျေးရွာအုပ်စုအနေဝန်းကျင်မှာရှိတဲ့ကျေးရွာ၅ရွာကဒေသခံတွေစစ်ပေးရှောင်နေကြရပါတယ်။မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းအဆက်မှာရှိတဲ့ဆင်ဆွဲ၊ရေငန်ကြီး၊ကြောက်တလုံး၊စိန်ပုံနဲ့ဖះသုံးစုရွာကဒေသခံ၅ရွာကျော်စစ်ပေးရှောင်နေရတာပါ။အဲ့ဒီစစ်ပေးရှောင်နေတဲ့အတွက်အစားနပ်ရိတ်ခါနဲ့ချင်ထောင်အပြင်ငါဖျားယောဂအတွက်ဆေးဝါးနဲ့အရေးပေါ်သုံးဆေးဝါးတွေလည်းလိုအပ်နေတယ်လို့ဆစ်ဆောင်ကူညီနေသူတွေစီကသိရပါဗျ။ စစ်ကောင်စီကစစ်သားအဓမ္မဆုဆောင်းနေတာကြောင့်ကန့်ကွက်နေကြပေမဲ့ထိုင်းနိုင်ငံ renowned ထိသိရေးစခန်းကမြန်မာနိုင်ငံသား200ကျော်ကိုဧပြီလ24ရက်နေ့ကကော့တောင်းဖက်ကိုထပ်ပြီးလွှတ်ပြောင်းပေးလိုက်ပါတယ်ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့်ပြစ်ဒဏ်ကြခံရပြီးတဲ့နောက် Renault ထိသိမ်းရေးစခန်းမှာရှိတဲ့ထိသိမ်းထားတဲ့မြန်မာနိုင်ငံသား208ဦးကိုကော့တောင်းမြို့ကိုလွှတ်ပြောင်းပေးခဲ့တာပါ နေရပြန်ပို့ခံရသူအများစုကအသက်18ကနေ55နှစ်အရွယ်ရှိကြသူတွေဖြစ်ပြီးကလေးငယ်တွေလည်းအုတ်ထင်းသူတွေနဲ့အတူကော့တောင်းဘက်ကိုဆက်လီတွေနဲ့လွှဲပြောင်းပေးခဲ့ပါတယ်။ပြန်ပို့ခံရသူအများစုကစစ်မှုထမ်းအသက်အကျုံးဝင်နေကြလို့စစ်မှုထမ်းအဖြစ်အထက်မှဆွဆောင်းခံရမှာကိုစိုးရိမ်နေကြပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်အတွင်း renowned ထိုင်းသရေစခန်းကနေကော့တောင်းဘက်ကိုပြန်လွှဲပြောင်းပေးမှု14ကြိမ်အထိရှိခဲ့ပြီးမြန်မာနိုင်ငံသား2005ဦးကိုလွှဲပြောင်းပို့ဆောင်ပေးခဲ့ပါတယ်။ ကျုံးစုမြို့နယ်ဝါရီရွာမှာတက်ဆွဲထားတဲ့ဒဝေဇာတိစစ်ကောင်စီတပ်သားတဦးမြေခိုင်အတရင်နှင်စီလက်နက်နဲ့အတူဖက်ပြောင်းခုလုံလာပါဗယ်။ဧပြီလ22ရက်နေ့ကဝါရီရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတဦးက MA1 တနက်တလက်ကြီးစံ150တောင်းကြီးပေါက်၄ပေါက်နဲ့အတူမြေခိုင်အတရင်နှင်စီဖက်ပြောင်းလာတာပါ။ ဒါအပြင်ဧပြီလဒုတိယအပတ်ကစစ်မှုထမ်းဆင်တပ်သား၃ဦးပြည်သူ့ကောက်ွယ်ရေးတပ်မတော်ကော့တောင်းခရံအမှတ်၁တပ်ရင်းစီဗတ်ပြောင်းခုလုံလာတယ်လို့ဧပြီလ25ရက်နေ့မှာထုတ်ပြန်ထားပါတယ်ရှင်တနင်္လာရီမျိုးနဲ့သဘောလိုက်ကြီးရွာအုပ်စုမှာခဲအထွက်နယ်လာလို့ခဲတထုလောက်ကင်နေသူတွေကပုတ်ပြင်းမျိုးနယ်ဘက်ကိုပြောင်းရွှေ့နေကြပါတယ်။သဘောလိုက်ရွာနဲ့အနီးဝန်းကျင်မှာအခုနှစ်ဖေဖော်ဝါရီလဝန်းကျင်ကစပြီးခဲအထွက်နုံနယ်လာလို့တွက်ချင်မကိုက်ကြတော့ဘဲနေရပြောင်းသွားကြတာလို့ဆိုပါတယ်။ ခက်တတူလောက်ကတွေကသဘောလေးရွာနဲ့ကျိန်ချောင်းဝန်းကျင်မှာအဓိကတရှိပြီးရွာအနီးနားမှာရှိတဲ့လယ်တွေ၊ကုန်းသီးခြံတွေနဲ့ rubber ခြံတွေဝယ်ယူပြီးခက်တူးနေကြတာပါ။အဲ့ဒီခဲလောက်ကတွေမှာအရင်နှစ်တွေကဆိုရင်တရက်ကိုခဲ၃ပိတ်တာလောက်အထိရကြပေမဲ့အခုနှစ်မှာတော့၂၀သားတောင်ရဖို့မလွယ်တော့ဘူးလို့ခက်တတူလောက်ကင်နေတဲ့သူတချို့ကပြောပါတယ်။ ဒါကြောင့်မို့အဲ့ဒီဒေတာဝန်ကျင်မှာလောက်ကင်နေကြတဲ့တနန်တပိုင်ခဲရှောက်ပွေလောက်ကင်နေကြသူတွေဥယျချံဝယ်ပြီးခဲတူးနေကြတဲ့လုပ်ငန်းရှင်တချို့နဲ့အဲ့ဒီခဲလုပ်ငန်းရှင်တွေစီမှာလောက်ကင်နေကြတဲ့သူတွေကပုံပြင်းမြုပ်နေမှာရှိတဲ့ယတနာပုံတက်ထုမိုင်းဘက်ကိုပြောင်းရွှေ့သွားကြတာလို့ဒေတာခန်တွေကပြောပါတယ်ခဲလုပ်တာဘလောက်ပြောင်းရွှေ့သွားကြရဲဆိုတာကိုတော့အသေးစိတ်မသိရသေးပါဘူး နောက်ထပ်အထူးသတင်းပေးပို့ချက်ဖြစ်တဲ့ဒဝဲလေရင်ကွင်းကိုတုံးပြီးစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုရန်ကုန်တုံးမြင့်တဲ့အကြောင်းကိုဒဝဲ wash wine dot တအူးကတင်ဆက်ပေးသွားမှာပါရှင်။အရဖက်အတွက်သာအဓိကတုံးပြီးပြီးစစ်ရေးအတွက်အသုံးပြုတာမရှိတဲ့ဒဝဲလေရင်ကွင်းမှာ အခုတော့စစ်ဖက်ဆန်ရလေရင်နဲ့ရဟရင်တွေ အတက်အစင်းတိတိတတ်တာများပြားလာနေပါတယ်။တစ်ချိန်တည်းမှာပဲစစ်ကောင်စီတဟာဒဝဲခရိုင်ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေတုံးမြင့်လှုပ်ဆောင်နေပါတယ်။ ဒီလိုလေချောင်းတက်ခဲမှုတွေလုပ်ဖို့အတွက်စစ်ဖက်လေရင်တချို့ဟာဒေဝဲလေးစိတ်ကနေအတက်အဆင်းလုပ်နေကြတာလို့လောလောမြွနယ်ပြည်သူကကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံကအခုလိုပြောဆိုပါတယ်ဒီကဟိုဟာဒေဝဲကွဲဟိုဗောနော်ဒေဝဲကွဲဟိုအခုနောက်ပိုင်းမှာသူတို့ကဒီဟိုဟာဗောစစ်ဘက်တုံးတဲ့ဟိုဟာဗောနော်စစ်လေရေတွေအဲတက်ဆင်းလုပ်ပြီးတော့အဲ့ဒီဒေဝဲကွဲကနေပြီးတော့ ဟာဘုံကျဲတာတို့တိုက်ခဲ့တာတို့အဲ့ဒါတွေလှုပ်ဆောင်နေတယ်ဗျအခုဒီအခုလပိုင်းထဲမှာပေါ့နော်လပိုင်းထဲမှာဖြစ်လာတာပေါ့နော်ဒီဒေါ်လာရေးလေးနဲ့ဒေါ်လာထဲမှာဆိုရှင်အဲ့ဒါဘာမှဆိုးလို့ပြောလို့ရတယ်ဗျအခု double ကွဲကိုအစားဒီလိုမျိုးသုံးလေးမရှိဘူးပေါ့နော်အခုကတော့ဒီကွဲရဲ့နေသားအကုန်လုံးချိုရေးအဲပြီးရင်လေးစီသုံးလောင်းသုံးလောင်းလဲဟာတွေပါအကုန်လုံးလောက်ပြင်ဆင်နေတဲ့ဟာတွေရှိတယ်ဗျကျွန်တော်တို့သိရသလောက်ကတော့ ရုရှားနိုင်ငံနဲ့ပေါင်းပြီးဒဝဲထူးစီးပွားရေးဆောင်စီမံကိန်းပြန်ဆက်ဖို့စစ်ကောင်စီကပြောဆိုလာပြီးတဲ့နောက်ဒဝဲလီရင်ကွင်းကိုစစ်ဖက်မှအုံပြုဖို့စတင်ပြင်ဆင်လာတာလို့ကိုရှဲတို့ကဆက်လက်ပြောဆိုပါတယ်။ထိုင်းမြန်မာနယ်စပ်ဒဝဲမြို့နယ်ထဲကထိထစစ်ကောင်စီဗျူဟာဂုံးကိုတော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ဧပြီလ19ရက်နောက်ပိုင်း Y12 Y8 ATR မျိုးစားတယူပို့ဆောင်ရင်းနဲ့ထောက်ပံ့ရေးလေရင်တွေ မေဆမတီရဟယင်တွေဒွေလီယင်ကွန်းတဲ့အကျဉ်းကြီးအစင်းအတက်လုံနေကြတယ်လို့ဒွေမြုတ်ခံတွေက ပြောပါတယ်စစ်ကောင်စီလီယင်အတက်ဆင်းတွေကိုလေးလာစောင့်ကြည့်နေတဲ့တရိကန် channel တွေမှာလည်းအလားတူဖော်ပြထားပါတယ်ထိတာစခန်းကိုသိမ်းပိုင်ရရှိဖို့တော်လန်ရေးတပ်တွေကပေးဆုပ်တိုက်ခိုက်နေတဲ့အချိန်မှာလည်းဝိုင်းတွဲလီယင်ဟာဒွေလေးစိတ်မှာအစင်းအတက်ပြုတ်လို့ပြီးတိတာစခန်းမကြရေးဘုံကျဲခုခံခဲ့ပေမဲ့အဲ့ဒီပြူအောင်ကုန်းကိုစစ်ကောင်စီကလက်လော့ခဲ့ရပါတယ် ထိတာပြူအောင်ကိုအသိခံလိုက်ရပြီးတဲ့နောက်စစ်ကောင်စီတပ်ဟာဒဝဲပလောမြိတ်ကော့တောင်းမြို့တွေကိုဆက်သွယ်ထားတဲ့အမှန်ရှိပြည်ထောင်စုလမ်းမကြီးကိုထိချုပ်ထားနိုင်ဖို့စစ်ရေးတိုးမြင့်ပြင်ဆင်တဲ့အနေနဲ့ဒဝဲလျင်ကွင်းကိုစစ်ဖက်မှအုံပြူလာတာဖြစ်နိုင်တယ်လို့တရဲချောင်းမြို့နယ်အခြေဆိုင်ဒေါင်းညီနောင်စစ်ချောင်းပြောရေးဆိုခွင့်ရှိသူကသုံးသပ်ပါတယ်။ဒဝဲလျင်ကွင်းကိုတုံးတာတော့ဒီကိစ္စတွေပေါ့ဒီဒီကြေကိုဒီနေ့ဒဝဲအာ ဒီ PW smash လမ်းပါကြီးကိုသူတို့ဆက်ပြီးတော့လက်လက်လေးစုံမွေးဆက်လုပ်ထားခြင်းရဲ့သဘောတော့တွေ့နေရတယ်ကြဆိုတော့ဒီကိစ္စတွေနဲ့လည်းဆက်နွယ်နေပြီးတော့စိတ်ရေးရသူတို့ဟိုပါပေါ့နော်ပို့ပြီးတော့ဟိုတို့မြို့ဖို့လုပ်တယ်လို့ပဲယူဆပါတယ်ကြအခုဆိုရင်အမှတ်၈ပြည်တော်စုလမ်းဘော်ကတရချောင်းမြို့နယ်ဝင်းဝနယ်မြေရစခန်းဒီမှာတိုက်ပွဲပြစ်ထန်နေပြီးစစ်ကောင်စီတပ်ကလေကြောင်းကနေနေ့နေ့ညညတိုက်ခိုက်လာနေပါတယ် အလာတူထိုင်းနယ်စပ်ကနေဒွေမြို့ကိုဆက်သွယ်ထားတဲ့ဒွေမြို့နယ်ရှီတော်ဒေသထိခီလမ်းပေါ်မှာလည်းစစ်ရေးတင်းမာနေပြီးလေကြောင်းတက်ခတ်မှုတွေတိုးမြင့်လှုံ့ဆော်လာနေပါတယ်။ဧပြီလ19ရက်ကအမတ်ရှိပြည်ထောင်စုလမ်းပေါ်ကတရဲချောင်းမြို့နယ်ဝင်းဝမင်းဒတ်ရငဲစားတဲ့ကျေးရွာတွေကိုလေကြောင်းကနေဘုံကျဲတက်ခတ်ခဲ့လို့အသက်9နှစ်နဲ့အသက်50ကျော်အရွယ်မြေဖိုးနှစ်ဦးတင်ဆုံးခဲ့ပါတယ်။ဧပြီလ21ရက်တရဲတဲမှာလည်းစေတိုကြီးအင်းမဝင်းဝမင်းဒတ် တဲချောင်းသားရွာတွေကိုဘုံအလို့ရင်ဆဲချီကျဲချတိုက်ခိုက်ခဲ့ပြန်ပါတယ်ဧပြီလ23ရက်မှာတော့ဒွေမြွနယ်ရှီတော်ဒေတာထီကီလမ်းပေါ်မှာရှိတဲ့တောင်တိုလုံးကြောင်မဲတောင်ဝန်းကျင်ကိုထပ်မံတိုက်ခိုက်ခဲ့လို့အရသားတဦးသေဆုံးခဲ့တယ်လို့စာတင်ကြောင်းလဲထိမှန်ပျက်စီးခဲ့ပါတယ်ဒီလေချောင်းတိုက်ခိုက်မှုတွေထဲဒွေလီရင်ကွင်းကနေပြန်တက်သွားတဲ့ဝိုင်တွဲလီရင်တွေပါတယ်လို့မြိတ်လေတာစခန်းက KAW ဂျက်တိုက်လီရင်တွေလည်းပါဝင်ပါတယ် အရင်ကဒဝဲခရင်တဲ့ဒီလိုလေကြောင်းတက်ခဲမှုတွေလုပ်ဖို့အတွက်အများအားဖြင့်ချက်တိုက်လေရင်တွေနဲ့ရဟယွန်းတွေဟာမြိတ်လေတပ်စခန်းကနေလာရောက်ကြတာလို့တော်လိုင်းတပ်ဖွဲ့တွေကဆိုပါတယ်အခုဆိုရင်ဒဝဲလေရင်ကွင်းကိုတုံပြီးဝိုင်းတွဲလေရင်တွေနဲ့ဒဝဲခရင်ကိုလေကြောင်းကနေဘိုးကျဲတက်ခဲဖို့စစ်ကောင်စီကအတုံးပြူလာနေပြီဖြစ်ပါတယ်ဒါပြင် WAI နဲ့ ATR စစ်ဘက်လေရင်တွေလည်းဒေဝဲလေရင်ကွင်းကိုအတုံးပြုပြီးစစ်လက်နက်ခဲယမ်းတွေပို့ဆောင်တာစစ်အင်အားဖြစ်တင်းတာတွေအတုံးပြုလာနိုင်ပါတယ် ဧပြီလ20ရက်ကဒဝဲလီရင်ခွေးကိုဆင်းသက်လာတဲ့ Y8 လီရင်ပေါ်မှာလေကြောင်းကနေဘုံကျဲတက်ခိုက်လို့ရတဲ့ပါရာမိုတာစက်တပ်လေထီတွေပါဝင်လာတာကိုမြင်တွေ့ခဲ့ရတယ်လို့မြို့ခံတွေကဆိုပါတယ်။ဒါကြောင့်ဒဝဲခရင်ဟာအရင်ကတည်းကလေကြောင်းအန်ဒလယ်ပုံမြင့်တက်လာတယ်လို့အချိန်မရွေးလေကြောင်းတက်ခိုက်ခံရနိုင်ခြင်းရှိလာနေပါတယ်။စစ်ကောင်စီတက်ကလေကြောင်းကနေတိုးမြင့်တက်ခိုက်လာတာနဲ့အမျှပြည်သူတွေဘုံကျဲတက်ခိုက်ခံရနိုင်ခြင်းလဲပုံမြလာတာကြောင့်ပြည်သူတွေအထူးသတိထားပြီးနေကြဖို့ ဘုတ်ခုံကျင်းလိုမျိုးအစီအမံတွေပြင်ဆင်ထားကြဖို့တော်လှန်ရေးတပ်ဖွဲ့တွေကသတိပေးနေကြပါတယ်။ dwellwashwine.th ရဲ့စီစဉ်တင်ဆက်ထားတဲ့သတင်းတွေကို ရှုစားခဲ့ရတာပါ။နောက်ပတ်တွင်မှလည်းတင်းတင်းသားရီတိုင်းအတွင်းသတင်းတွေကိုစုံစုံလင်လင်နဲ့တင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။